မြမလူ့အခွင့်အရေးပြဿနာတွေကိုနိုင်ငံရေးပြဿနာအဖြစ်အယောင်ဆိုးပုံသွင်းတာတွေမလုပ်ဖို့တရုတ်ကကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုဟန်တာပြောကြားလိုက်ပါတယ်။ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံရဲ့ဒုတိယအမြဲတမ်းကိုယ်စားလှယ်စွန့်လေကပြီးခဲ့တဲ့စွန်လ10ရက်နေ့အင်ကာနေမှာအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ်89မြင်းဆောင်180နှစ်အရကျင်းပခဲ့တဲ့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထွေထွေညီလာခံအလို့သဘောအစည်းအဝေးမှာကမ္ဘာနိုင်ငံတွေအနေနဲ့မြမလူ့အခွင့်အရေးပြဿနာတွေကို နိုင်ငံရေးပြဿနာအဖြစ်အယောင်ဆိုးပုံသွင်းတာတွေမလုပ်ဖို့တရုတ်ကကမ္ဘာကူလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုဟန်တာပြောကြားလိုက်ပါတယ်။ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံရဲ့ဒုတိယအမြေရန်ကိုယ်စားလှယ်စွန့်လေကပြီးခဲ့တဲ့ဇွန်လ10ရက်နေ့အင်္ဂါနေ့မှာအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ်89မြင်းဆောင်186အရကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထွေထွေညီလာခံအလို့သဘောအစည်းအဝေးမှာကမ္ဘာနိုင်ငံတွေအနေနဲ့မြန်မာလူ့အခွင့်အရေးပြဿနာကိုနိုင်ငံရေးပြဿနာအသွင် ပုံမသွင်းကြဖို့ပြောကြားခဲ့ခြင်းဖြစ်တယ်လို့ရှင်းဝါသတင်းဌာနရဲ့ဖော်ပြချက်ကိုကိုကာဘီ The Global Times သတင်းဌာနမှပြန်လည် ဖော်ပြထားပါတယ်။တရုတ်နိုင်ငံကအဆိုပါအစည်းအဝေးမှာတီးတန့်ခွဲထွက်ပြီးရပ်တည်ခဲ့တဲ့အပြင် Mr. Son Lee ကလူ့အခွင့်အရေးကိစ္စတွေကို နိုင်ငံရေးအသွင်ဖန်တီးပြီးအသုံးချတာကိုတရုတ်နိုင်ငံအနေနဲ့စတင်ပြီး အင်းအောင်သုံးပြီးဖျားပေးတော့ပိတ်ဆို့ကန်တမှုတွေပြုတ်လောက်တာတွေကအခြေအနေတွေကိုပုံမှုဆိုးရွားသွားစေလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုတည်ငြိမ်စွာရှေ့ဆက်လှုပ်ဆောင်နိုင်ဖို့နဲ့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံရဲ့အချုပ်အခြာအာဏာလွတ်လပ်ရေး၊နယ်မြေတွေတည်ထောင်ခံမြေရေးနဲ့မြန်မာနိုင်ငံတည်ငြိမ်အေဂျင်စီတို့အတွက်အစဉ်တစိုက်ထောက်ခံအားပေးကာကူညီနေကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်။အဓိကကြတဲ့ ဆက်သွယ်ညှိနှိုင်းရေးလမ်းကြောင်းအဖြစ်အာဆီယံရဲ့အခမ်းအကဏ္ဍကိုထရုတ်နိုင်ငံကထောက်ခံကြောင်းနဲ့အာဆီယံရဲ့အဆိုပြုချက်၅ချက်နဲ့မြန်မာနိုင်ငံရဲ့လက်ပြမြေပုံတို့နဲ့အပြန်အလှန်အဖြေကထိရောက်စွာအကောင့်ထဲပေါ်နိုင်မယ်လို့လည်းပြောကြားခဲ့ပါတယ်။နိုင်ငံတကာအတိုင်ဝန်အနေနဲ့လည်းအခြေအနေတွေကိုပုံမဆိုးရသွားအောင်တွန်းပို့နေတာမျိုးထက်သဘောတော်ကွဲလွဲမှုတွေကိုပေါင်းကူပြီးဆက်ဆက်ပေးဖို့နဲ့ပြည်ထနာကိုပို့ရှုထွေးအောင်မလုပ်ဘဲဖြည့်ရှင်းဖို့ပဲအာရုံစိုက်လှုံ့ဆော်တင်ကြောင်းလည်းပြောကြားခဲ့ပါတယ်။ လက်ရှိမှာမြန်မာပြည်သူတွေကတိုက်ပွဲရစဲရေးနဲ့လူသားချင်းစာနာမှုအကူအညီတွေအရေးကြီးလိုအပ်နေပြီးတရုတ်နိုင်ငံအနေနဲ့နှစ်ဖက်တပ်တွေအကြားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်မြောက်အောင်တက်ကြွစွာကူညီပေးနေကအပြုသဘောဆောင်တဲ့ရလဒ်တွေလည်းထပ်ပေါ်နေတာအလုံးအမြင်ဖြစ်တယ်လို့ဆိုပါတယ်ဆလဗီသူကမြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ပြည်လဲရင်ကြားစိတ်နိုင်ရေးအတွက် အင်းကြီးချင်းမိတ်ဆွေကောင်းဖြစ်တဲ့တရုတ်နိုင်ငံအနေနဲ့အပြုသဘောဆောင်တဲ့အခမ်းကဏ္ဍကနေဆက်လက်ပါဝင်ကူညီသွားမှာဖြစ်ပြီးနိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်းလွှဲမနေတဲ့ဖြည့်ရှင်နေတွေကိုကြောက်ခိုင်းတော့ကျွန်တော်တို့လမ်းကြောင်းအတိုင်းအတူတကွလှုပ်ဆောင်သွားနိုင်မှုမျှော်လင့်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ ဒါအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေမြန်မာနိုင်ငံရခိုင်ပြည်ကိုဒုက္ခသည်များပြန်လည်ဝင်ရောက်ရေးကိစ္စဟာနိုင်ငံကြားဆွေးနွေးညှိနှိုင်းပြီးဖြေရှင်းရမှာဖြစ်ပြီးအဲ့ဒီကိစ္စအတွက်လည်းတရုတ်နိုင်ငံဟာတန်တမာရေးနဲ့ကြိုးပမ်းပေးခဲ့ပြီးနှစ်ဖက်စလုံးကိုလည်းလူသားချင်းစာနာမှုအကူအညီတွေအကြိမ်ကြိမ်ပေးခဲ့တယ်လို့မစ္စတာဆွန်လေကဆိုပါတယ်ဒုက္ခသည်တွေနေရပြန်နိုင်ရေးအတွက် အစမြေကောင်းမွန်ပြီးအထောက်အကူပြုတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်ဖို့နိုင်ငံတကာအသိုက်အဝန်းအနေနဲ့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားကူညီပေးတဲ့ကြောင်းလဲမစ္စတာဆွန်လေကဆွပ်ဖက်ပြောကြားခဲ့ပါတယ်ရှင်အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရေရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက် ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကားစောင့်ကြည့်နိုင်ပါတယ်ရှင်။